ဘုရားရှင်ချစ်လို့ရမတင်တဲ့အကြောင်းရင်းသုံးချက်ရှိတယ်နော်ဟုတ်ပလားအဲ့တော့နူးညံ့တဲ့အတွက်မတင်ဘူးနူးညံ့လုံးတဲ့အတွက်မတင်ဘူးနောက်တစ်ခုကအင်အားကြီးတဲ့အတ္တတို့မြင်းတွေဟာကြာဘက်တွေပေါ်ဖြတ်ပြီးတော့ကောင်းကင်တွေပြန်သွားတယ်ကြာဘက်တွေကိုနင်းပြီးသွားတယ်ဆိုလို့လေဘလောက်ပဲအင်အားကြီးကြီးအတ္တတို့မြင်းရဲ့ခွာရဟာကြာရွက်ကြာဘက်ပေါ်မှာမတင်ဘူးနောက်တစ်ခါဘုရားရှင်ရဲ့ခြေတော်ရတာထင်ခဲ့မယ်ဆိုရင် နေမိတဲ့သူတွေအဝိဇ္ဇငယ်ရဲ့ကြားတရားရှိတယ်ဘယ်သူမှချစ်ဒီလမ်းကိုသွားရဲမှာမဟုတ်ဘုရားရှင်နေတိုင်းရွာတဲ့ဆုံးကကြွားဟုတ်လားဘုရားရှင်ရဲ့ခြေတော်ရတဲ့ကြွားတိုင်းကြွားတိုင်းနဲ့ထင်ခဲ့မဲ့ဆိုရင်အဲ့ရွာလမ်းရွာရုပ်ကိုပါဘယ်သူမှသွားရဲမှာမဟုတ်တော့ရွာလမ်းနေမျိုးလမ်းနေဟုတ်ဘူးလားနောက်တော့ကြောင့်မထင်တဲ့အကြောင်းရဲ့အတ္တရုံမြင်းဟာကြာဘက်ပေါ်မှာမထင်သလိုပဲအလုံးတန်ခွန်အားကြီးတဲ့ဘုရားရှင်ရဲ့ခြေတော်ရလည်းမြေပြေပေါ်မှာမထင်ဘူးနံပါတ်၁ကနုညံ့လို့မထင်တာနံပါတ်၂ကခွန်အားကြီးလို့မထင်တာအတ္တရုံမြင်းရဲ့ဥပမာပေးပါ နံပါတ်3ကဘုရားရှင်ရဲ့ကြိုရာဖြစ်တဲ့အတွက်အဋိဌံမထားခဲ့ဘူးဆိုရင်ထင်လို့မရှိဘူးပေါ့နော်အဲ့ဒါဆိုတော့နေမိတဲ့သူတွေအတွက်အနှောင့်အယှက်မဖြစ်အောင်အကုသိုလ်မဖြစ်ရလေအောင်သုံးချက်ကြောင့်မထင်ဘူးဒါဆိုရင်ဘာကြောင့်ထင်တာလဲအဲ့ဒါမဂန္ဒီယသုံးပါဘာဖြစ်တာအဲမဂန္ဒီဖေမဂန္ဒီဟာငါသမီးနဲ့ပေးသားမယ်ဒီတော့တွေ့ပြီဘာဖတ်လိုက်တာဆက်လက္ခဏာကိုဖတ်လိုက်တာဟုတ်လားဒီဆက်လက္ခဏာနဲ့ပတ်သက်ပြီးတော့ဒီကနေ့က ်ပါဋိကဝတ်လက္ခဏာသုံးပါဘုရားကိုယ်တိုင်နော်32ပါးတော့လက္ခဏာကြီးမဟာပုရိသလက္ခဏာတော့ကိုယ်တိုင်ဟောမထားခဲ့ဘူးလားဗျာအခြေမှာတွေ့တဲ့အတွက်ခြေခဏလို့ပြောလို့ရပါဘူးလက္ခဏာဆိုပါဘူးပြောတာအမှတ်သားဗျာနော် signature ကိုပြောတာခြေမှာပဲတွေ့တွေ့နဖူးမှာပဲတွေ့တွေ့ပါးမှာပဲတွေ့သေးလားဘယ်နေရာမှာပဲတွေ့တွေ့အထိမ်းအမှတ်သားနေတယ်ဆိုရင်ဒါကိုလက္ခဏာလို့ signature လို့ခေါ်ပါတယ်ဗျာနော်အဲ့တော့မဟာပုရိသလက္ခဏာတော်ထဲမှာဒီခြေရော်နဲ့ပတ်သက်တဲ့လက္ခဏာတွေပါတယ် အဲ့ဒါကိုကြည့်တော့မာဂန္ဒီပုံနာကြီးဟာငါသမီးနဲ့ပေးသားမဲ့ပုဂ္ဂိုလ်တော်တွေ့ပြီးပုံနိမကြီးပြခေါ်တယ်ပုံနိမကြီးရကြည့်လိုက်တော့ဘာလဲအော်ဒါဆက်ကျဝရမင်းရဲ့လက္ခဏာမှမဟုတ်တာဘာရဲ့လက္ခဏာလဲဘုရားရဲ့လက္ခဏာအဲ့တော့ဆက်ကျဝရမင်းနဲ့ဘုရားနဲ့လက္ခဏာတွေတူးမနေဘူးလားဆက်ကျဝရမင်းကလည်း32ပါးတော့မဟာပုရိသပါတယ်မြတ်စွာဘုရားကလည်း32ပါးတော့မဟာပုရိသပါဘုရားပြည့်မဲ့ပုဂ္ဂိုလ်ကတောက်ကြကြိုးကုန်ရောကြာတော်လေးကြိုးကုန်ရောနှစ်ခုလုံးကြိုးကုန်မောက်တယ်အတိအကျထင်ရှား နော်စัจကြဝဠာမေကြတောက်ကြကြုံကုန်ပဲထင်ရှားပြီးတော့ကြာတာရေးကြုံကနည်းနည်းမထင်ရှားအောင်ဖြစ်အဲ့ဒီနှစ်ခုကိုဖတ်တယ်လို့ကျမ်းနေရဆိုပါလေနော်တောက်ကြကြုံကဒီမှာကြာထဲမှာအင်္ဂါကြုံကဒီမှာကြာတာရေးကြုံဆိုတော့လက္ခဏာဟောအောင်အကြလက္ခဏာဟောတဲ့ဘုံကြီးဖြစ်နေတယ်နော်အဲ့ဒီမျိုးထင်ရှားတယ်လို့ပြောတယ်ကျန်နေရနော်ဒါပြောမှဆိုရင်အလွယ်ပြောမှဆိုဘုရားရှင်ရဲ့ဆက်လက္ခဏာတော်တွေကဘုရားပြည့်ပုဂ္ဂိုလ်ကပြည့်ပြည့်ဝဝထင်ထင်ရှားရှိပြီးတော့စัจကြဝဠာမင်းတွေကတော့နည်းနည်းရောတယ်ဆိုတဲ့အယူအဆရှိပါတယ်နော် အဲ့တော့ဘုရားရှင်ရဲ့လက်လုံးလက်သုံးတိလောက်နေနေလို့ပြောတယ်ရွရတို့ဘယ်မှာသွားတွေ့ရဝိနည်းမှာသင်္ကန်းအတိုင်းထွာမှာဟုတ်လားအဲ့ကြောင့်ဘုရားရှင်နဲ့အတိုင်းထွာတူတယ်ဗမာနာတူတယ်သင်္ကန်းကမဝေယုံဟာဘူးလို့သူပြောတယ်နော်အဲ့တော့အရှင်ရာဟုကလည်းစကြဝဠာမင်းလုံးဖြစ်မနေဘူးလားဖြစ်နေတယ်နော်အဲသို့တော့ဘုရားကြတော့ပြည့်ပြည့်စုံစုံဖြစ်တဲ့အတွက်မဟာမုဒိတာလက္ခဏာတော်မှာဘုရားရှင်ကပြည့်စုံတယ်အစ်မဆရာတော်ဘုရားကြီးရဲ့မဟာပုရိသလက္ခဏာတော်ဘုရားရှိခိုးလဲတော်တော်ကောင်းတယ်ဗျာနော်အဲ့ဒါမင်းကဆရာတော်ဘုရားကြီးကမဟာဝိရဝေမှာ ဒါကိုရှ िख ို့တာပါတယ်ကျွန်တော်လိုင်းပေါ်မှာလည်းကြည့်လို့ရတယ်။အဲ့ဒါဆိုတော့ဘုရားရှင်ကအဋိဌာန်နဲ့ထင်ခဲ့တယ်အဋိဌာန်နဲ့ထင်စေတယ်ဆိုရင်တော့မထင်ဘူးလား။ဟုတ်ပါဘူး။အော်ဒါကိုတွေ့ရတယ်နော်။အဲ့ဒါဆိုတော့သာမန်ပဂရိအနေနဲ့ဆိုရင်တော့နံပါတ်1နှုတ်ညံ့လို့မထင်ဘူး။နံပါတ်2ခွန်အားကြီးတဲ့အတ္တလူမြင့်နေရာကြာဘက်ပေါ်မှာမထင်သလိုခွန်အားကြီးမှလည်းတယ်နော်။ဟုတ်လားပဂရိစင်ဂရေတထောင်အားနဲ့ညီတဲ့ဘုရားရှင်ခွန်အားကြီးရတော်မူတဲ့ဘုရားရှင်ရဲ့ခြေရတော်ဟာလည်း ထင်လင်းမရှိဘူး။ဟောနောက်တကနော်ဘုရားရှိရဲ့ခြေရတော့ဒါထင်ခဲ့မယ်ဆိုရင်အနေမိတဲ့သူတွေအတွက်အခက်အခဲရှိတယ်။အဲသွားမဲ့လာတဲ့သူတွေအတွက်မနေရင်မသွားရဖြစ်မှာဆိုလို့ထင်လင်းမရှိ။အဲ့တော့ဘယ်အချိန်မှထင်လဲ။အဲနောင်လာနောက်သားတွေအကျိုးကျေးဇူးများဖို့အတွက်ကိုးကွယ်ဖို့အတွက်အမွေနဲ့ထားခဲ့တဲ့ခါအဋိဋ္ဌံနဲ့ထားခဲ့မယ်ဆိုရင်တော့ထင်နိုင်တယ်ပေါ့နော်။အဲ့တော့ပြီးတော့မေးရရှိရပေါ့။ဘုရားရှင်ကအဲ့တလောက်ကြီးကြီးလားပေါ့။ကြီးအောင်။အဲဒါဒါဘုန်းကြီးတွေကြတော့လွယ်တယ်ဗျာနော်။ သိအောင်လို့တော့လေမုံညင်းသေးတဲ့အချိန်သိပြီးတော့ break ရှိပါနဲ့သိညာကြွားလို့ရတယ်ကြည့်အောင်လို့မယ်ဆိုတော့လေစัจ java လာတောင်တိုင်းညတော်တိုင်းရှင်မြတ်ပဂရိခြေရတော့เนาะဘုရားရှင်က6တောင်ဝင်းကျင်ကောက်ရှိကောင်းရှိမယ်ဓမ္မကနရှင်ရပြ18တောင်လောက်တော့ပြောတယ်ဒါပေမဲ့တပည့်တော်တို့ခုဥရဝေလာတော်ကိုရှင်မြတ်တို့ကြည့်ဘုရားရှင်ထိုင်ပြီးတော့တရားအားထုတ်ခဲ့တဲ့ဂူကြီးရှိတယ်အဲ့ဒီဂူကတပည့်တော်လက်ကုတ်တစ်ဖောင်နဲ့မတ်တက်ရက်ပြီးတော့လက်ကုတ်တစ်ဖောင်လှမ်းထိလိုက်တယ်ဆိုရင်ထိတာ နော်အဲ့မှာဘုရားဆိုတာပြကြီးကြောက်ပလင်ရှိတယ်အဲ့ကြောက်ပလင်ပေါ်မှာအခုထိုင်တော်မူရုပ်ပွားတော်ထူတယ်အဲ့ပေါ်မှာဒါထိုင်ပြီးတော့တရားအထုတ်ခဲ့ယူမှန်ရင်နော်ဘုရားရှင်အများကြီးအရက်ရှိတရားမရှိပဂရီအားဖြင့်ပေါ့ဗျာပဂရီအားဖြင့်ဟိုက6တောင်လောက်တော့ရေကောင်းရှိမယ်အဲ9ဘေးဝိညာဉ်လောက်ရှိရင်ဖြစ်မယ်ဒါကတော့ရှင်များတို့ဗကံခေလောက်တောင်တပြည့်တို့ဟာနော်အရက်ပေက9ဘေးအဲဝိညာဉ်တွေရှိနေသေးတာပဲနော်နော်အဲ့ဒါဆို9ဘေးအဲ့ဝိညာဉ်လောက်ရှိရှိမယ်အဲအဲ့ဒါတော့အများကြီးရှိတယ် အဲ့ဒီဟာနေအတိုင်းအထွာကိုကြည့်မဲ့ဆိုရင်ရှင်တပေပတ်ချလိုက်လောက်ရှိရှင်မယ်နည်းနည်းဆိုရင်ဆိုရမယ်ဒါတပဂရိအားဖြင့်ဆိုရင်ပြောတာပါဗျာနော်အဲ့တော့အခု၃ပေကျော်လောက်ကြီးဆိုတော့ဒီလောက်ကြီးကြီးသလားဆိုတော့ရှင်ပြရယ်ဆက်လက္ခဏာတွေထင်ရှားအောင်ပြပါတယ်ဆိုမှတိတိလေးပြလို့ရပါမှာနော်ထင်ရှားဖြစ်ဖို့အတွက်ပါလေအဲ့ဒါဆိုတော့သူ့ရဲ့အတိုင်းအထွာပမာဏကိုဆက်လက္ခဏာတွေထင်ရှားလောက်အောင်ရကြီးချခဲ့တယ်လို့ဒီလိုပဲယူဆအံ့ဩစရာကောင်းတာရှင်ရတို့တွေ့လိမ့်မယ်ပြီးရင် ခြားကြတဲ့ခြေရာတော်တွေကတကဘာလုံးမှာအတိုင်းထော်ပမာဏတွေကအတူတူလောက်ဖြစ်နေတာတွေ့ရတယ်။မြန်မာပြည်ရဲ့ရှင်ရတို့သိတဲ့အတိုင်းပဲ108ကွယ်ပြည့်အောင်ကိုထူတာ။နော်အဲမောင်တွေရောလှန်တွေရောအိမ်တွေရောဟုတ်လားခြေနှင်းတွေရောအကုန်မထည့်ဘူးလား။အပြင်မှာတော့တပြည့်တော့အလောက်ကြီးကြီးထင်းထင်းရှားရှားကြီးပြည့်ရှင်မှာဖြစ်နေမယ်။ဒီလိုအဲ့ဒါမပြောတတ်ဘူး။နော်ဒါတပြည့်တော့မြန်မာပြည်ရောအဲ့တိုင်းအဲ့ဒီအတိုင်းပဲထူကြ။အဲ့တော့မြတ်စွာဘုရားရှင်ရဲ့ခြေတော်ဒီတော့ဒီဘုရားပေါ်နေခြင်းမှာတွေ့လေ။ခြေဖွားတွေလောက်တက်ကမြင်းမြင်းတဲ့တာတကကြီးမြင်းတဲ့တာ။ ခွက်နေလို့မရခွက်နေတယ်ဆိုတာတဏှာရာကရှိတဲ့ပုံကိုယ်တွေမှာထင်ရှားတဲ့လက္ခဏာဘုရားရှင်ရဲ့ခြေဘွားတော်ဟာညီးနေရနင်းလိုက်တယ်ဆိုရင်အကုန်အပြည့်ပဲနော်ဒါကြောင့်ခြေဘွားတော်ထက်ထားတယ်ဆိုရင်ခွက်နေလို့မရတချို့ကလှလူလိုလို့တာပေါ့လူလိုလဲလို့မရဘုရားဘုရားလက္ခဏာနဲ့ညီအောင်တို့ကဆိုတော့အညီတို့ဟာအကုန်လိုက်ပြီးပြင်တာနော်တက်နိုင်တယ်ပြဒီလက္ခဏာတော်ကျန်းနေတယ်ရောအကုန်ကြည့်ပြီးတော့ထုတ်တာဆိုတော့သူများတွေကနေရွယ်ကြီးတွေဒီဒီထောက်တယ်မထောက်ပါအဲ့လောက်ကြီးရှည်တယ်လို့မလား နော်တရား၈ပါးလက္ခဏာတော်ငယ်80ကျတော့ပါလိမ့်မယ်လက္ခဏာတော်ငယ်80လက္ခဏာတော်ကြီးက32ပါးလက္ခဏာတော်ငယ်က80လက္ခဏာတော်ကြီးငယ်အသွဲအသွဲဖြင့်တပ်ပေလာသွားကိုရင်ငါဝဲပါရမီတော်ဟုံကိုလုံးထုံလျက်မတ်ထုံသိကျူတယံဘုဟုဟောဘာကရုံဆရာတော်ပြည့်ဒီလိုရှိခိုးတယ်နော်အဲ့ဒါဆိုတော့လက္ခဏာတော်ကြီးလက္ခဏာတော်ငယ်ခြေရာတော်မှာတော့တရား၈ကွက်ပါတယ်လို့ဆိုတယ်တို့တော့အဲ့လောက်ကြီးလေဖြစ်ချင်မှဖြစ်လိမ့်မယ်တတိယတော့ဒါကိုမဟုတ်ချင်မှပြောနိုင် မြန်မာနိုင်ငံမကွေးတိုင်းမင်းဘူးမန်းချောင်းစက်တော်ရအထက်သက်တဲ့အောက်ဆက်တဲ့ဟာဒါတော့ရှင်မာတတတာလေနော်ဟုတ်လားတာလွန်မင်းတရားကြီးရဲ့လျှောက်ထားခြင်းအဖြစ်စက်တော်ရနှစ်သူကိုမြတ်စွာဘုရားရှင်သာသနာနှစ်2100ဝန်းကျင်မှာပေါ့နော်တာလွန်မင်းတရားကြီးလက်ထက်မှာဒီရွှေစက်တော်ရဒေါ်လာဆိုတာလည်းရှိတယ်နော်တောင်ဖီလာဆရာတော်ဘုရားကြီးတို့တောင်ဖီလာဆရာတော်ဘုရားကြီးတို့ကြွပြီးတော့ကြည်တယ်နော်ဖူးတယ်ရှာဖူးတယ်တွေ့ရှိတယ်တော့ဇာမင်းကခွင့်တက်ကြံဆောင်ပြီးတော့အဲ နေရာကိုပြတယ်လို့ပြောတယ်။နော်အဲ့ဒီမှာတွေ့တယ်။တွေ့တဲ့အခါပါလာတဲ့နှစ်ထပ်သင်္ကန်းကြီးကိုတော့တောင်မလန်ဆရာတော်ပြည့်သူဖျားစုပတ်ထားတာ။ဖျားဖြစ်မဲ့ဆိုရင်ဘာဖြစ်လဲလဲ။နော်အဲ့ဒါထူကြတဲ့အထိမ်းမှတ်ပြပါဆိုရင်ဂျိုးကြရကြီးပို့လာတယ်။ဂျိုးတော့ဂျိုးသားကြတော့ကြောက်မယ်ဆိုတဲ့အဲနမိတ်ကိုဆရာတော်ဖျားကြီးဖတ်တယ်လို့ပြောတယ်နော်။အတောင်မလန်ဆရာတော်ဖျားကြီးနော်။အသာလဝင်တရားကြီးလက်ထပ်ပြဒါပြန်လည်တွေ့ရှိ။အထက်သက်တော်ရာဖြစ်စရာဒီလိုပဲ။ဘုန်းကြီးတစ်ပါးကဘုရားဖြစ်တော်တာမယုံဘူးဆိုပြီးတော့ ဒီတူးဖြိုပြီးတော့ကျွေနော်ဖဲပြက်တာအဲ့ဒါခြေတန်းတော်လေးပဲ့သွားတယ်လို့ပြောတယ်ဒီချခဲ့တဲ့နေရာပေါ့လေနော်အဲ့ဘုံကြီးချက်ချင်းမျက်စိကွဲသွားတယ်ဒါလည်းတပီတော့စာနဲ့ပင်နဲ့ပတ်ခဲ့တာတော့မဟုတ်ဘူးသမိုင်းအထောက်လေးတော့တပီတော့ရလိုက်တယ်စာမမမိတော့ဘူးနော်အဲ့ဒါ